သွားလိုက်မယ်နော်ဘောကတော့မမလားကျွန်တော်ဆိုတော့ဘောတော့ရနေပြီးတော့ဒါကဒဂွန်တိုင်းလေးဒဂွန်တိုင်းလေးနေပြီးစင်ဖို့ပဲကျွန်တော်ဆိုအကြောင်းပေါ့ကိုကောင်းပါအဲ့ဆိုရင်လိုက်ခဲ့ကြအောင်နော်သွားကြအောင် โอเคအခုရှင်တော့ကျွန်တော်တို့ကကိုကနေဆိုချောင်းကိုရောက်လာပြီကွနော်အဲဒီမှာကနေဆိုချောင်းမှာရှိတဲ့သူဆန်းနဲ့ဒီဝိစိန်မျိုးပြဖြစ်ပြာဒါဆိုရင်တော့စိုးစိုးတော့ဒီဘက်ကအဲဒီဘက်ကစိုးစိုးဒီဘက်ကစိုးစိုးဒီဘက်ကမမိုးဆိုနေတယ်ပြေးလိုက်ဒီဝိစိန်လေးပေါ့နော်သူဆန်းလေးပေါ့နော်ဒီမျိုးလေးထားတာအစကတော့ကျွန်တော်ရေဝိုးလေးထားဖို့ပြောထားပါတော့နော်ကိုယ်တော့မှဆိုလို့ဒီလိုပဲပိုက်ထားပါတော့ဒါဆိုရင်ဒီမှာရေတောင်းလို့ရတယ်အဲကနေဆိုချောင်းရဲ့ညချမ်းစင် ညီမလိုတောင်ပြောရရပါတော့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီဘက်ဒီခေတ်ဆက်ကြမယ်နော်မဆိုကျောင်းတော့ဒါကျွန်တော်ကျောင်းယူရနော်အဲ့တော့ကျွန်တော်ကဒီဘောလေးတက်ပါလို့ဘောကိုပုံကြောင်းကြည့်ပါဟာလာအဲ့တော့အဲ့ဒီကျောင်းပေါ်နေတက်သွားမှာပေါ့နော်ဒါ sorry ဒီတရားပေါ်နေတက်သွားမှာပေါ့ဟိုဘက်ထဲ哦ဆိုတော့နည်းနည်းနေလေးရတာဟိုမင်းရှင်နေရတယ်နည်းနည်းကြိုက်လို့ကောင်းတယ်ပေါ့ ရေကနည်းနည်းစင့်နေပြီရေစင့်နေတဲ့အချိန်ဆိုတော့နည်းနည်းရနည်းနည်းကြနေအရှိပိုင်းတော့ဆိုရင်ကျမတို့ဒီဘက်မှာဆိုရင်ဒီလေကွင်းတွေရပေါ့နော်ကောက်ရိုးတွေကနေရေအများအခါကြလဲကွင်းတွေကကောက်ရိုးတွေကနည်းနည်းရေစစ်ပြီးတော့ဒီချောင်းတွေရောက်တဲ့အခါကျတော့ရေတွေကဝါသွားတဲ့အသုံးလုံးမရအောင်ဖြစ်တာပေါ့နော်အခုတော့ရေနည်းနည်းတက်လိုက်ကြလိုက်နေမိုးလည်းနည်းနည်းယွာလိုက်တာနဲ့ဆိုအဆင်ပြေပါတယ်အဲ့လိုမျိုးရေဝါလာတာလဲတော့ဒီမိုးတွေအရင်ယွာလို့ဖြစ်လာတာပေါ့နော်โอเคဆိုဒီဘက်ထက်ရောက်ပါပြီဟိုဘက်နေစိတ်နေနဲ့ဆင်းကြည့်မယ် ုံးမမှာပြထားတဲ့အတိုင်းကြိုက်ပြီးပက်တကြောကလည်းဒီအေယာယီမြစ်တကြောကိုပဲအသုံးပြုတာဖြစ်တဲ့ကြောင့်အရှိရက်တွေတုန်းကဆိုရင်တော့ဒီလက်ကွင်းပြည်နယ်တဲ့ကိုမိုးရေကြီးပြီးရောက်သွားတဲ့ခါကျတော့ဒီလက်ကွင်းထဲမှာရှိတဲ့ကောက်ရိုးတွေကပုတ်ပြီးတော့သူ့ဘက်ကနေရေတွေစစ်ပြီးတော့ဒီမြစ်ထဲကိုပြန်ကြရပါတော့။အဲဒီခါကျတော့မြစ်ရေတွေကဝါသွားပြီးတော့သုံးလုံးဆွဲလို့မရဖြစ်တပါတယ်။အဲကြောင့်မို့လို့အကောက်ပိုင်ရှင်ကအများသူငါသိစေရင်ကျွန်မရဲ့ comment channel အောက်မှာလာပြီးတော့မှတ်သွားတာဖြစ်ပါတယ်။ တကယ်လို့အတင်းသားရေလူတန်းကျင်နေဆိုရင်တော့ iPad Air တွေကိုတွားရောက်ပြီးတော့လူတန်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် 谁让你说嘛？又不想看一个，我也是家的有味，家的来。我老难讲，也不想上。哎，没找、嗯、到，没啥，那啊？你咋不？ ော့ပြီးတော့ဗီဒီယိုတွေ့နေရနေရဘူးတီကြီး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 ကြောင်အထိုင်ထိုင်ရတယ်တော်တော်ထိုင်ရမှာကြီးကြောင်ပြရတာဘူးတီကကြီးမလို့မျိုးချန်ထားတာတင်နော်အေးလို့လည်းဆက်ရိုက်ပြီးတော့ခလေးရေဟိုဘက်ကဟုံးကြီးကမလားဒီဒီဝင်းကုံတော့ဖုန်းကြောင်ခုလုံးလားအဲ့ဆက်တယ်ကြာဩဆက်တယ်ကြာဩဟေးတောင်းကြည့်မယ်တောင်းကြည့်မယ်လေဟဲ့ဒီပင်လေးတော့ဘန်းပင်လေးတင်လှလိုက်တာအော်ဒီဘက်မှာလည်းတရားရှိရဲ့ 哦，有我们啦，啊 <noise>，OK。那三等奖，三等奖，哦，白茶我都听的。 Oh <laughs> ကန်လဲဆိုကျောင်းရဲ့အဝင်ွားပါအစောနောက်အဝင်သွားတဲ့နေရာအခုကပြန်ထွက်မှာတခြားနေ့ပြန်ထွက်ပြောဟိုဘက်ကိုတခုနိုင်လို့ပြန်ဒီနောက်မှာတော့စပါးရရှိသေးတာမရင်းရသေးဘူးအာဒီအပိုင်းအတွက်မှာမိုးတွေရမ်းကြီးသွားတဲ့ခါကြတော့လေဓမားတွေတချို့နေရာတွေမှာကြတော့လေအာစပါးတွေအဆင်မပြေဖြစ်ပြီးရေကြီးပြီးတော့အချို့ဆိုရိတ်ထားမိသားတွေကိုမိုးမိသွားတာတွေရောပြီးတော့မင်းရသေးပဲဒါဆိုရေကြီးထားတဲ့တက္ကနာမျိုးပေါ့ဒါဆိုရေတွေအများကြီးဝင်ထားပြီးတော့လဲသွားတာမျိုးပေါ့နော်အဲ့လိုမျိုးရှိတာပေါ့အဒီအပိုင်းမှာဆိုရင်တော့လေဓမားတွေလည်းအခက်ခဲနေရှိတယ်ဘာကြောင့်လဲဆိုတော့မိုးရမ်းကြီးထားတဲ့ကိစ္စကြောင့်နော် အခုမြင်နေရတဲ့လက်ကွင်းတွေကမိုးရေချီလို့လဲသွားတာဖြစ်ပြီးတော့ဒီဘက်ကလက်ကွင်းတွေကတော့ကောင်းလိုင်းပေါ့နော်လက်ဆုပ်ပုံတွေကိုရိပ်ပြီးမှပဲမိုးရွာလို့ဒီတိုင်းထားထားရတာပေါ့နော် ီကောင်လိုင်းတွေကိုတေချာပြန်ကောက်ပြီးတော့ချွေလီတဲ့ကိုထည့်မယ်ဆိုရင်တော့ကျမတို့စပါးအစီပေါ့နော်စပါးစပါးအစီပြန်ရနိုင်သေးတယ်။တို့ပြီးမနေတေချာပြန်လှမ်းရမယ်။သူကအောင်အစိုးရရှိနေဖြစ်ရတဲ့ကြောင့်မဟုတ်ဘူးဆိုရင်တော့ကျမတို့ဒီတိုင်းပြစ်ထားလိုက်မယ်ဆိုတော့သူကစပါးစီရနေပြီးတော့အပင်ပေါက်လာနိုင်ပြီးတော့အလဟတ်တဖြစ်သွားနိုင်တဲ့အနေအထားပေါ့နော်။မိုးရွာထားဆိုတော့အစိုးရတည်းအောင်မှရှိရလေ။ဒါကြောင့်မလို့ပြောတာပါ။ဒီအပိုင်တော်တွင်ကမိုးရမ်းရွာပြီးတော့လေသမားတွေအခက်ခဲကြုံတဲ့နေ့ရက်ကလေးပါဒါကြောင့်မလို့ကျမကအမှန်တမ်းနေထားခြင်းဖြစ်ပါလိမ့်ရှင် ော့ရေးပြီးသားပြီးသားကြီးဒီဘက်ကရေးပြီးသားပြီဒီအပေါင်ကလေးကတော့စဘာစီလေးကျန်တဲ့ကလေးစဘာလေးပြန်ပေါက်နေတာဒီဘက်ကရေးထားပြီးသားကြီးရေးထားပြီးသားတဲ့သူကတော့တော်သေးတယ်ဟိုကကြာရိတ်ချွေဆက်ကြီးနဲ့ရိတ်နေတော့အခုကမိုးပြန်ချောင်းသွားပြီဆိုတော့မိုးပြန်ချောင်းသွားပြီဆိုတော့ရိတ်တာရိတ်တာရအေးရတယ်ရမယ်တော်တယ်သွားသွားလိုက်ရှယ်ရိုင်းလိုက်ဒီဘက်လာအောင်ပါဒီဘက် ဟုတ်ကဲ့ကျမရဲ့ blog လေးကိုကြည့်ရှုပြီးရနောက်မှာလေသမားတွေရက်ခက်ခဲကိုရစိတ်တစိတ်သားတပိုင်းတစားကနေပြီးတော့ကြုံတွေ့ခံစားသွားရမယ်ဆိုရင်တော့ကျမကကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ဗီဒီယိုမှာတွေ့ကြုံပါမယ်ရှင်ဘိုင်ဘိုင်ပါနော်